မင်္ဂလာညနေခင်းပါရှင်11ရက်ရုပ်သက်ရဲ့ညနေခင်းသတင်းဒါရိုက်ထုတ်လွှင့်မှုကိုစတင်ပါရမေထိုင်းနိုင်ငံတွင်မြမရွှေပြောင်းလုသား15ဦးလိုက်ပါလာတဲ့မော်တော်ယဉ်ဘိန်းပေါက်ကလမ်းပေးရေသွေးမြောင်းနဲ့ထိုးကြပြီး9ဦးသေဆုံးဆိုတဲ့သတင်းပါဝင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်တွင်လက်ဖက်ရည်စားမိလာမှုဖြစ်ပွားဆိုတဲ့သတင်းတိုက်ကြီးမြို့နယ်ရန်ကုန်ပြည်လမ်းတွင်ရေမတော်တဆမှုဖြစ်ပွားပြီးညက်မိနေသောသူကိုကယ်ဆယ်နိုင်ခဲ့ဆိုတဲ့သတင်း ရိုက်သက်တွေပြောင်းရွှင်အောင်အစွမ်းကုန်စူးစမ်းမယ်လို့မြန်မာ U20 အသင်းနီးပြချုပ်ဆိုတဲ့တဲ့တင်စားတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာပါဇုံနေနေထိုင်းနိုင်ငံတွင်မြန်မာရွှေပြောင်းလုပ်သား15ဦးလိုက်ပါလာတဲ့မော်တော်ယာဉ်ဘိန်းပေါက်ကလမ်းဖေးရေသွေးမြောင်းနဲ့ထိုးကြပြီး5ဦးသေဆုံးဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလုပ်သား15ဦးလိုက်ပါလာတဲ့မော်တော်ယာဉ်ဘိန်းပေါက်ကလမ်းဘေးရေသွေးမြောင်းနဲ့ထိုးကျပြီး5ဦးသေဆုံးခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။ ဒသမ3ရက်ကထိုင်းနိုင်ငံရချာပိုရီခရိုင်ဝက်ရက်ဆမ်မာချန်ဖျားเจ้าအနောက်ဘက်လမ်းဘေးမှာရှိတဲ့ရေသွေးမြောင်းနဲ့ပြုတ်ကျခဲ့တာဖြစ်ကြောင်းတိမ်မောက်ခဲ့တဲ့မော်တော်ယာဉ်အမျိုးအစားဟာ Toyota Forda အမျိုးအစားဖြစ်ပြီးမော်တော်ယာဉ်ထဲမှာသေဆုံးနေသူကိုအုပ်ကိုတွေ့ရှိခဲ့ရတယ်လို့ထိုင်းသတင်းဌာနတခုမှဖော်ပြထားပါတယ်။ထိုင်းသတင်းဌာနတွေမှာဖော်ပြထားတဲ့အရာမော်တော်ယာဉ်ပေါ်မှာမြန်မာလူသား15ဦးလိုက်ပါလာပြီးမော်တော်ယာဉ်ဟာဘိန်းပေါက်ပြီးလမ်းဘေးရေသွေးမြောင်းထဲကိုထိုးကျတိမ်မောက်ခဲ့တာဖြစ်ကြောင်း ဖြစ်စဉ်ကြောင့်မြန်မာလူသား5ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။လမ်းမရေသွင်းမြောင်းအတွင်းတိမ်မောက်ခဲ့တဲ့မော်တော်ယာဉ်ကိုဒေသခံလူမှုကွန်ရီရဲ့အသင်းတွေရဲ့အကွန်ကြီးနဲ့ဆက်ယူခဲ့ရကြောင်းတေဆုံးသူ၉ဦးမှာအမျိုးသားရှုံနဲ့အမျိုးသမီး၁ဦးပါဝင်ကြောင်းကြံရှိသူတွေဟာအခင်းဖြစ်နေရကနေထွက်ပြေးသွားခဲ့ကြောင်းထိုင်းအာဏာပိုင်တွေကအခင်းဖြစ်ပွားခဲ့တဲ့ရင်ကုန်မောင်းနှင်ခဲ့သူကိုဖမ်းဆီးအရေးယူနိုင်ဖို့လိုက်လံရှာဖွေလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးမန္တလေးမြို့မဟာအောင်မြင်မြို့နယ်တွင်လပိအဆိုင်မီးလောင်မှုဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့မဟာအောင်မြင်မြို့နယ်58လမ်းတရတလမ်းနဲ့43လမ်းကြားမှာရှိတဲ့လပိဆိုင်တဆိုင်ဒီကနေ့ဒီဇင်ဘာ4ရက်နနက်9:40တမိနစ်အချိန်ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဌာနထံကသိရပါဗျ။မီးလောင်ရကုန်မြန်မာနိုင်ငံမီးသတ်ဌာနက level 1ရင်အုပ်စုနဲ့မီးငြိမ်သက်ရင်တွေ မိသက်တပ်ဖွဲ့ဝင်တွေထွက်ခွာနှိမ့်သက်ခဲ့ရာမနက်9:58မိနစ်အချိန်မှာမိထိန်နိုင်ခဲ့ပြီးမနက်8:03မိနစ်အချိန်မှာမိငိမ့်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဌာနကဆက်လက်တင်ပြရရှိပါတယ်။မိလုံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကစစ်ဆေးလေးရဲ့ရှိရင်လို့သိရပါတယ်။တိုက်ကြီးမြို့နယ်ရန်ကုန်ပြည်လမ်းတွင်ရေမတ်တော်တစောင်းမှုဖြစ်ပွားပြီးညမိနေသောသူကိုကယ်ဆယ်နိုင်ခဲ့ဆိုတဲ့သတင်းကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်။တိုက်ကြီးမြို့နယ် ရန်ကုန်ပြည်လမ်းမှာရေမတော်တဆမှုဖြစ်ပွားပြီးညှက်မိနေခဲ့သူကိုကယ်ဆယ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒဇမလ3ရက်နေ့ည7:40မိနစ်ခန့်ကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အိုရန်ရက်ကွက်ရန်ကုန်ပြည်လမ်းမှာရေမတော်တဆမှုဖြစ်ပွားပြီးလူညက်နေကြောင်းသတင်းရတဲ့အတွက်တိုက်ကြီးမြို့နယ်မိသက်စခန်းကမိသက်ရင်တစဉ်တန်တီမိသက်တပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ကြောင့်ရင်မော်ပါရှင်မောင်းဖြစ်သူအမျိုးသားဟာ မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး၎င်းကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သက်တွေပျော်ရွှင်အောင်အစွမ်းကုန်ကြိုးစားမယ်လို့မြန်မာယူ22အသင်းနီးပြချုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာယူ22အသင်းနီးပြချုပ်ဖြစ်သူဂျပန်နိုင်ငံသားကူမီရိုဆာကီကမြန်မာဘောလုံးပြည်သက်တွေပျော်ရွှင်အောင်အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း11 Sport နဲ့တရားတွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ကူမီယိုဆာကီက ကျွန်တော်လက်ထက်မှာနိုင်တဲ့နိုင်ထိုက်တဲ့ပွဲတွေကိုအနိုင်မရခဲ့တဲ့အတွက်မြန်မာဘောလုံးပရိသတ်တွေကိုတောင်းပန်ချင်ပါတယ်။အဲ့ဒီပွဲတွေကနေသင်ငန်းစာယူပြီးအကောင်းဆုံးဖြစ်အောင်ပြန်ပြင်ဆင်ထားပါတယ်။ SEA Games မတိုင်ခင်ဂျပန်နိုင်ငံကိုသွားပြီးလေးချင်ရေးခြေဆံပွဲတွေကစားခွင့်ရလိုက်တာကကျွန်တော်တို့အတွက်အများကြီးအကျိုးရှိစေပါတယ်။ SEA Games ပြိုင်ပွဲကကျွန်တော်တို့အသင်းရဲ့အဓိကရည်မှန်းချက်ပါပဲ။ဒါကြောင့်မြန်မာဘောလုံးပရိသတ်တွေပျော်ရွှင်အောင်အဆန်းကုန်ကြိုးစားသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ ်မာယူ၂၀နှစ်အသင်းဟာ၂၀၂၅ SEAGames အမျိုးသားဘောလုံးပြိုင်ပွဲမှာဖိလစ်ပိုင်အင်ဒိုနီးရှားအသင်းတွေနဲ့အတူအုပ်စုအစည်းအတွင်ကြာရောက်နေပါတယ်။မြန်မာယူ၂၀နှစ်အသင်းဟာအုပ်စုအဖွဲ့ပွဲအဖြစ်ဒသမ၅ရက်မြန်မာစံတော်ချိန်ညနေ၆နာရီမှာဖိလစ်ပိုင်အသင်းနဲ့စတင်ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။အလဲမဲ့ရုတ်တရက်ဒီဇင်ဘာလ၄ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ချုပ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည၈နိုင်မှလည်းနောက်ဆုံးရသတင်းတွေကိုတိုက်ချုပ်လွှင့်ပေးသွားမှာပါအေဂျင့်နဲ့ညနေခင်းလေးဖြစ်ကြပါသေးရှင်